ောက်နေဆောင်ကတန်ကိုကြားနေရတယ်ဟာအဲ့တော့ဟိုခန်းထဲရလာလာချင်းနေငါတော့ကြည်လိုက်မယ်ဖိုတူအဲ့လိုပြောနေတော့အခန်းတကတစ်ခွာပွင့်သွားခဲ့ပြီးတော့အခန်းထဲကနေဆောင်ခန့်ရင်ထွက်လာတဲ့အမျိုးသမီးတယောက်ကိုမြင်လိုက်ရတာပါနေလေခင်တခုမှာတော့ရဘောကခမောက်စော်လေးဆောင်းပြီးလွယ်ရီကိုဆက်လေတိုင်းလို့အိမ်ကိုပြန်ရလာခဲ့တယ်။အမေအမေဘိုင်းချက်လဲ တာမိုက်စာနေပြီဗျအဲ့ဒီအချိန်မှာပဲဒေါ်ဒီနှွေကရောင်းမကင်ပြီးအိတ်ရှိကိုထွက်လာခဲ့တာပါဟဲ့အစိုးရပြန်လာပါလားဒါနဲ့အောင်နီရောမမရောသူ့ကိုရွာနောက်မှာလွတ်ထားတယ်မိရဲ့ဟိုတာကဗိုက်စာလို့အိမ်ပြန်လာတာအမလီတို့ဘောရဲ့နွားကိုတကောင်နဲ့ထားခဲ့ရလားဟဲ့တကူချဘိုးတွေကပေါ့ဟာပေါ့နဲ့ခို့သွားရင်ဘလို့လို့မလို့ဘသူမှမခိုးပါဘူးမိရလေပြီးတော့အောင်နီရလည်းသူ့ဟာသူအိမ်မြတ်တဲ့တည်းဗျတအားတော့တွားခေါ်ဖို့မလို့ကြီး ဒီကလေးနဲ့တော့လေအလုပ်ကိုပော့ပော့တန်းနဲ့လုပ်နေရမယ်။ဒင်းပိုက်စာနာအရေးကြီးလား။နွားပြောက်သွားလို့တော့ကြောက်ဆူမဆူနဲ့နော်။သွားခုချက်ချင်းနွားကိုသွားဆောင်ကြည့်နေ။ဟာအမေကလေတပိုက်စာနေပါလေဆို။သွားဆိုသွားခုချက်ချင်းသွား။အဲ့လိုပြောပြီးဒေါ်တင်နဲ့လေခင်းချိုင်တန်းလန်လာခဲ့တာဆိုတော့အနောက်ကိုပြန်ဝင်သွားခဲ့တယ်။အမေကမတရားဘူးဗျာ။ဒီသားတယောက်တည်းရှိတော့နွားလာတော့မချစ်တယ်လို့ပဲ။တော်ပေါ်စကားကြောင့်ဒေါ်တင်လည်းက အိမ်ထဲကနေအော်ပြောလာခဲ့။ဘယုတ်ဒုက္ခတွေလှုပ်တတ်တဲ့တောင်မချစ်ဘူးဟဲ့မချစ်ဘူး။ဒါနဲ့တော့ပေါ်လေပေါ်စီပေါ်စီပြောရင်းနေအိမ်ရှိကနေထွက်သွားခဲ့တော်တယ်။အမေကသူ့နွားလောက်တောင်ငါ့ကိုမချစ်ဘူး။ငါကဘိုက်စားလို့မကဘာပဲဖြစ်ဖြစ်ပေါ့လေ။သူ့နွားကြပြောင်းမှစိုးရိမ်နေတာ။ရွှေလန်းတနီယာနာကိုအရောက်မှာဖိုတူငပိန်နဲ့ဘူကြီးတို့ကအပင်အမှာဂေါလီပြတိုင်းကစားနေကြကြတာပါဖျောင်းဖိုတူ မင်းလည်းပဲလုပ်တော့ Okay okay အဲ့လိုပြောပြီးတော့သူ့ကော်လေးကိုပြစ်လိုက်တယ်ဟာသွားပါပြီကွာနင်းနီးလေးကိုနှွဲသွားတယ်ကဲဘိုးကြီးမင်းလည်းပဲတပတ်ကိုငေးကြည့်နေရဲ့ဘိုးကြီးဟာဖျောက်နေခေါင်းငိုက်ဆိုင်ကြပြီဒိုနာကိုလာနေတာတုပ်ပေါင်းမဟုတ်လားဘိုးကြီးပြောကြောင်ငပိန်တို့လေတပတ်ကိုကြည့်လိုက်ကြချိန်မှာတုပ်ပေါင်းကိုတွေ့လိုက်တယ်ဟာဖျောက်တော့ဘယ်လဲဟာရွာနောက်ကွာ ငါနွားចောင်းထားတဲ့နေအောင်တော့မလို့တို့နဲ့တဝဲလောက်လာကစားပါလားတော်ပါပြီဟာငါစိတ်မပျော်နေလို့မကစားချင်ဟဲ့ငါဘေးတို့ဘောကမျက်နှာလေးမကောင်းတော့တကူကိုဖြစ်လာရင်နေတူလေတို့တွေသွားကြမလားအေးလီသွားကြတာပေါ့ဘိုးကြီးနောက်မှထပ်ကစားကြရအောင်ဟာကစားလို့ကောင်းနေတော့မင်းတို့ကတော့လှုပ်ပြီကွာဒီလိုနဲ့ဖိုးထုနဲ့ငါဘေးလေးလှုပ်တော့လှုပ်တော့နဲ့လမ်းလျှောက်နေရင်တို့ဘောနောက်ကိုအမိလိုက်ကြရင် ငပိန်ကတုံမမခုံပြေပန်လိုက်တယ်။တော့ဘောငါတို့လည်းမင်းနဲ့တူလိုက်ခဲ့မလို့ဟာ။ကိုကကိုကစားချင်ရှိရကစားစမ်းမှာကွာ။ငါနာကိုလိုက်မလာကြနဲ့။ဖိုးထူးကလည်းတုံမမခုံကိုထပ်ပန်လိုက်တယ်။အဲ့လိုပြောလေပို့လိုက်ချင်နေပြီကွာ။နောင်းငပိန်ဟုတ်တယ်ဟုတ်တယ်။ဟာဖဲကြစမ်းကွာငါလေးနေပြီ။မင်းအိမ်နဲ့စိတ်ကောက်လားမဟုတ်ဘူးလား။မဟုတ်ပါဘူးဟာ။အေးပါမဟုတ်ဘူးပဲထားပါတော့။ အိမ်နောက်တော့ပိုထရိုသုံးယောက်သွားလေဂျွာနောက်ကအပင်ရှိရာကိုရောက်လာခဲ့ကြတယ်တုံဘောကမြက်ပင်စားနေရင်သူတို့နောင်ကြည့်လိုက်တယ်တွေ့လားနွားကဘာမှပြစ်ဘူးငါတို့မိရလေအရန်ကိုစိတ်ပူလို့နေတာမြပိန်နဲ့ပိုထူနဲ့အပင်ရောက်မှထိုင်ကြလိုက်တယ်ဗာလေမင်းတို့မိရမင်းနွားမကြည့်လို့မောင်းထုတ်လိုက်တာလားအဲ့လိုပဲဆိုပါတော့ကွာဒလုံနဲ့တုတ်ပေါ်လေသူတို့နောင်မှဝင်ထိုင်လိုက်တယ်ဝိုက်ဆောင်လိုက်တာကွာ မင်းတို့မှဘာမှမပါကြဘူးလားပိုသူကသူ့ပေါ်မိအိတ်ကက်တရားနေဒဇန်လုံးကလုံးကိုထုတ်လိုက်တယ်ရုပ်ဒါရင်စားထားလိုက်ငါမှဒါပဲပါတယ်ကျေးဇူးပါကွာဒါနဲ့မင်းတို့မြေဝိုင်းမတို့အိမ်ကိုသွားမလဲကြဘူးလားသွားလေသေးတယ်ဟာသူမရှိဘူးစောင်းနဲ့ဘယ်သွားလိုက်တယ်ဆိုလားပဲသူ့မင်းကအဲ့လိုပြောလာတော့ငါတို့လည်းဘိုးကြီးနဲ့ဂေါ်လီကစားနေကြတာအော်အေးပါကွာအဲ့ဒီအချိန်မှာပဲမြေကြီးကလှုပ်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 ဖြစ်လာခဲ့တယ်ဟမ် ညီကြီးလောက်နေလေငလီလောက်နေရများလားဟုတ်တယ်ဟငလီလောက်နေရပဲတေစာထိုင်းသားချဟိဒါနဲ့ငပိန်ကအသက်ပင်ကိုပတ်ထားလိုက်ပြီးသူ့ဘုံကတော့သူ့အမိတန်မှုထားတဲ့သူ့သားရှိရာကိုပြေးသွားပြီးတော့နောင်းကိုပတ်ထားလိုက်တယ်ဟာဒီကောင်တော့ဘောတော့ကွာနောင်းကသူ့ဟာသူနေတတ်ပါတယ်ဟမိမလဲအဖြစ်သေးနေပြန်ပြီဒီနောင်းကရိုးရိုးနောင်းမဟုတ်ဘူးငါအမိတန်မှုထားတဲ့နောင်းကဟာဒီနောင်းတစ်ခုအဖြစ်ငါလဲအိမ်မောကနေကောင်းနေစေရမှာအော်အေးပါကွာ တေချာလဲကြိုင်ထောင်းငရင်ကမပြီးသေးဘူးဟိုတို့စကားဆုံးသွားချိန်ငလီရင်လောက်တာပြီးသွားတယ်ဟောတော်သေးရပေါ့ငလီရင်လောက်တာပြီးသွားလို့ဒါနဲ့တို့ရရရလူရောအစင်မပြေကြရင်လည်းမသိဘူးနော်အစင်မြင်မှာပါဟဲ့အောင်တို့ပေါ့လာခဲ့တော့လေကွာငလီရက်သွားပြီဟာဖိုတူအဲ့လိုပြောနေတော့တူပေါ်ရှိနေရဲ့အနာတဝိုက်မှာမြေကြီးတွေအကြောင်းရထင်လာခဲ့တယ်ဟမ်မြေကြီးတွေကအကွဲလာပါလား တုတ်ပေါ်မင်းအနာမှာမနေနဲ့တော့မြင်မြလာခဲ့ဓာနေတုတ်ပေါ်လေနွားကိုဆွဲခေါ်ပြီးမင်းနွားကအဲ့ဒီနေရာနေလုံးဝမရွှေ့ပါဘူးဟေးအောင်နေအောင်နေမြင်မြလာစမ်းပါဟာအဲ့ဒီအချိန်မှာပဲမြေကြီးရဲ့အခွေရကတပြင်းပြင်းနဲ့ပိုဆိုးလာခဲ့ပြီးအစိမ့်စိမ့်မှမှဖြစ်လာခဲ့တယ်အဲ့ဒါကိုမြင်သွားတဲ့ငပိန်နဲ့ဖူတူကတုတ်ပေါ်နားကိုပြေးသွားလိုက်ပြီးသူ့နားကိုအရောက်မှဖူတူတို့လေနွားနဲ့ယူမြေကြီးလေးကိုကျုံဝင်သွားခဲ့တော်တယ် ဟာကြေကြမအောင်တပတ်မှာတော့မိဝိုင်းနဲ့ဆောင်ကတတရားကနေပြန်လာမှလမ်းမှာငလင်းလှုပ်တာနဲ့ကြောင့်မီကုံကုံကွာကွာနဲ့ရှိနေခဲ့ကြတာပါအမလီလီအကြိုင်းကြီးမလှုပ်သွားလို့တော်သေးရပေါ့ကျုပ်မြင်လေးအိမ်မှာဘလို့ဖြစ်နေလဲမသိဘူးမြန်မြန်ပြန်အောင်ပါပဲအဲ့လိုပြောပြီးအတော်ကြီးလေးထိုင်နေရကနေဖက်သွက်သွက်ထွက်သွားရင်းစောင်းကြီးညင်သွားပြီတို့တွေအိမ်မြန်ကြရအောင်အေးအေး ။အဒါဆိုငါလည်းအိမ်ရမိဘတွေစိတ်ဘူးလို့ပြန်နေမယ်နော်။အေးအေးဂျူးဆိုင်ပြန်။ဒလုံနဲ့မိဝိုင်းလေးအိမ်ကုန်ငင်းငင်းပြန်လာခဲလိုက်တယ်။မိဝိုင်းကသူ့အိမ်ကိုရောက်မှဒေါ်ပြုံးနဲ့ဒေါ်လီနွေတို့ကိုမြင်လိုက်ရတယ်။တမိမိဝိုင်းပြန်လာမလား။ဟုတ်ကဲ့ရှင်။ဖိုးထုနဲ့ငပိန်တို့တမိနဲ့တူရှိနေရမဟုတ်လား။မဟုတ်ဘူးရှင်။တမိကစောင်းမနဲ့တူရှိနေရပါ။ဟမ် ဟုတ်လားဒါလို့ဆိုလေဖိုးတို့ကိုနေရဘယ်သွားလဲကြတယ်မသိဘူးတော်ဘောတို့အိမ်မှာရောမရှိဘူးလားယင်းရှင်တော်ဘောမင်းကတော့သူ့သားကိုနွားချောင်းလွှတ်လိုက်တယ်လို့ပြောတယ်တော့ဘယ်လို့ဆို တနေရာမှာရှိမယ်တင်နေဟိုသမီးသွားလိုက်ရှာလိုက်ပါမယ်အရှိတော့လည်းလိုက်ခဲ့မယ်လေရှာပါလေရှင်ရဲ့ဖိုးတို့ကဘယ်နှရှိမယ်မသိတော့ဟိုသမီးစပိန်နဲ့မြ мян လေးသွားရှာလိုက်ပါမယ်အေးကွယ်အရှိကသူတို့နှစ်ယောက်တနေရာမှာပြိမိနေမှာစိုးလို့ပါ ဟုတ်ကဲ့ရှင်သမီးသေးစားလေးရှာလိုက်ပါမယ်အဲ့လိုပြောပြီးမိဝိုင်းလေးအယောင်မှာဆိုက်ထားတဲ့စပင်းကုန်နဲ့လို့အဲ့နေရာကနေထွက်လာခဲ့တော်တယ်မိပြောရင်ကျုပ်တို့လည်းတခြားတနေရာမှာသွားလိုက်ရှာကြတာပေါ့အေးကွယ်မင်းများသွားကြရအောင်ကျုပ်ရင်နေပူလိုက်တာမိဝိုင်းလေးစပင်းနေပြီးရွာလင်းတနေရာကိုရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲရှေ့ကနေပြေးလာနေတဲ့ဘူကြီးကိုမြင်လိုက်ရတာပါဟာဘူကြီး နေမဲသားမလေးမြေကြီးတုံကတိတယ်မို့လားငလီလောက်တာပါဟာအော်ဟေးငလီလောက်သွားလေအဲ့ဒါမို့ငါလဲကြောက်လို့အင်ကိုပြန်ပြေးနေတာဒါနဲ့နေဖိုးထူးတို့ကိုတွေ့မိတယ်လားတွေ့မိတာပေါ့သူတို့တုံရောက်နွားချောင်းဆိုပြီးတော့ထွက်သွားလိုက်ကြတာဘယ်ဘက်ကိုထွက်သွားလဲရွာနောက်ဘက်ကအော်အေးပါကျေးဇူးပဲနော်အဲ့လိုပြောပြီးမိမိုင်းလေးခက်မြန်မြန်လေးစပိန်နှင်းထွက်လာခဲ့လိုက်တယ်ဒီလိုနဲ့မိမိုင်းလေးရွာနောက်ကိုရောက်လာတယ် အကုန်ရှင်းတဲ့နေရာပဲဘသူမှလည်းမရှိပါလားဖိုတုရေပြောဖိုတုမိဝိုင်းအဲ့လိုအော်ခေါ်လိုက်ပေမယ့်ဘသူမှပြန်မထူးခဲ့ပါဘူးဟာရွာနောက်လို့ပြောပြီးဘဲသွားလိုက်ကြတယ်မသိဘူးဒီလိုနဲ့မိဝိုင်းလည်းဟိုကြည့်တီချင်းရင်နဲ့ပေးကြည့်တွင်ဖြစ်နေရကို မြင်သွားခဲ့တော်တယ်ဟမ်ခမတွေးရပါလားဘလို့ဖြစ်ပြီးဂျီနီယာမှာတွေးရှိနေရတယ်ငါကြီးကမတွေ့ဘူးပါဘူးအဲ့လိုပြောပြီးမိဝိုင်းလည်းတွင်နဲ့ငုံချင်လိုက်တော့ တို့ဘောရဲ့လွယ်အိမ်နဲ့ခမောက်စုပ်ကိုမြင်လိုက်ရတာပါဟမ်မဟုတ်ပါတို့ဒီတွင်းထဲကိုရောက်သွားကြတာတင်နေတို့ဘောရေဘို့တို့ဘောမင်းတို့အထဲမှာလားကြားရင်ပြန်တွေ့ပေးပါဦးငပိန်ရေငပိန်မာမဖြစ်တော့ဘူးဖိုးတို့ဒုက္ခရှောက်နေပြီတင်နေဒါနဲ့ဘလို့ကောကောမတူးလာတဲ့အတွက်ကြောင့်မိဝိုင်းလေးစိတ်ပူပြီးစပိန်နဲ့လို့ရှောင်းဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ် တပတ်မှာတော့ဖိုးထရုတ်၃ယောက်သားကတွင်ထဲကိုကြာသွားခဲ့ပြီးဝင်မောက်တစ်ခုတွေ့တာကြောင့်ဝင်သွားကြရတာကနေရေကြီးထဲမှာရှိနေတဲ့အိမ်တိန်ကိုမြင်လိုက်ရတာပါငမိတ်ဂျိန်းကထူးဆန်းနေရင်နော်ဘာလို့မြေကြီးထဲမှာနင်းမြုပ်နေရလဲမသိဘူးအင်းရှေ့တုန်းကဒီမှာရွာတရွာရှိခဲ့ပုံရှာတယ်ဟာတို့တွေဒီတကားကိုဖွင့်ပြီးအထက်ဝင်ကြမလားဟိတ်ဟိတ်မကောင်းနဲ့တွေ့နော်ပြီးတော့ငှက်နွားလေးသဘောမကျတော့ဘူးတွေ့လားသူညင်းနေရညင်းတော့မဟုတ်ပါဘူးကြောက်နေရပါ ဘာမှမကြောက်နဲ့နော်အောင်နီအဲလိုပြောပြီးအောင်နီကိုပို့ပေးလိုက်ကြည့်နောက်တော့တကားကိုဖွင့်ကျလိုက်ချိန်မှာတကားကဖွင့်လို့ရနေခဲ့တာပါဟာတကားပွင့်သွားပြီဟိโอเคโอเคဝင်ကြမယ်ဒါဆိုငါ့နွားရဘယ်လိုလုပ်ရမှာလဲတကားနဲ့ခေါ်ဝင်ခဲ့လေကွာဂျင်းကအမြင့်ကြီးပါဟာမင်းနွားလောက်ကတော့အေးစီဒီလိုနဲ့ဖိုးထူးတို့လည်းအင်ကြီးလေးကိုဝင်သွားခဲ့လိုက်တယ် အင်ကြီးကိုရောက်မှတော့ရန်အတိုင်းကရှေးအောင်ဆက်နေပြီးအိုအောင်နေခဲ့တော်တယ်။ငပိန်ကအိမ်တိုင်းတွေကိုသွားခိုင်ကြည့်နေနေ။ဝါ။ဒီအိမ်တိုင်းကအကြီးကြီးပဲနော်မိုက်လိုက်တာ။ဟုတ်ပါနော်။ငါတို့သုံးအောင်စားလို့ရှိ။ဟေးမင်းတို့အနက်တခုမရကြဘူးလား။ဘာနဲ့များလဲတုပ်ပေါ်က။ထမင်းနဲ့တင်နေမှု့နေရပဲ။မိုက်တော်ပိုးစားလာပြီ။ဒီလိုနဲ့နော်ကလေသူတို့နောက်မှထိုင်နေလိုက်တယ်။တွေ့လား။အောင်နေအောင်အေးစေပြီ။ ဒီနေ့ကအန်နီအကင်းမာရီဟာအန်နီအကင်းနဲ့လုံမနေနဲ့ငါဘိုက်စာနေပြီဟာဘလို့နဲ့တို့လေဟိုကြည့်တီကြီးရှောက်ကြည့်နေရင်ကစောင်းခက်တံကိုကြားလိုက်ရတယ်ဟာဖျောက်နေစောင်းခက်တံကိုကြားနေရတယ်ဟာအဲ့တော့ဟိုခန်းထဲကလာလာချင်းနေငါသွားကြည့်လိုက်ပြီဖိုတူအဲ့လိုပြောနေတော့အခန်းတကတစ်ခုကပွင့်သွန်းခဲ့ပြီးတော့အခန်းထဲကနေစောင်းခက်ရင်ထွက်လာတဲ့အမျိုးသမီးတယောက်ကို မြင်လိုက်ရတာပါအမလီတရေကြီးလား တရေပဲဆိုပါတော့အမတို့အိမ်ကိုရောက်လာတဲ့မင်းတို့လေးတွေအတွက်ဖြောပြကျင်းလို့ပါဟာဟိုမိုင်းရဒီမိုင်းရှင်လိုက်ရင်ဟုတ်တယ်ခွဲ့ဒီအိမ်ကမိုင်းတယောက်တည်းပိုင်နေပြီအဲ့နောက်တော့အဲ့ဒီမျိုးသမီးလေးစောင်းစားခဲ့တော့ပို့ထုကိုသုံးရောက်သွားလေထိုင်နေရဲ့နွားကိုပေါ်မှီလိုက်ပြီးစောင်းခတ်တန်ကိုနားထောင်နေကြတာပါအဲ့ဒီမျိုးသမီးရဲ့စောင်းခတ်တန်ကတာယာနောင်ပြောဝေကောင်းတဲ့အတွက်ပို့ထုကိုသုံးရောက်သွားလေအိပ်ပျော်သွားခဲ့ကြတယ် ဟဲ့ဖိုးထူးနေတော့ပေါ့ဟဲ့ငပိန်နင်တို့အဲ့ဒီမှာအဲ့နေရောမလားဖိုးထူးကိုတုံးရောက်သွားရင်မိဝိုင်းမရဲ့ခေါ်တန်ကြားတဲ့အတွက်အောင်နိကိုပေါ်မှာမြေးအိနေရကနိုးလာခဲ့ကြတယ်ဟမ်ငါတို့ကဘယ်ရောက်နေရလဲငါတို့ဘယ်တော့ကအပေါ်ပြေးအောင်လာခဲ့တာလဲဟမ်ငပိန်ကလည်းကြောင်လုံအောင်ရှောက်လီနေမိဝိုင်းကိုကြည့်လိုက်တယ်မိဝိုင်းငလီရလှုပ်သွားသေးတယ်မလားဘယ်ကငလီလုံးအောင်မလဲငပိန်ရဲ့အဲ့ချိန်မှလူနဲ့ဘာလာပြောနေရင်မသိဘူး ငနီယာဘယ်တော့မှလှုပ်သွားလဲငါလည်းမသိလိုက်ပါလားဟမ်မင်းမသိဘူးလားငနီယာလုံးလို့တောင်ဟိုနားအမကြီးကျွန်ကြသွားတယ်လေကွာအဲ့လိုပြောပြီးသူလည်းညှို့ထုတ်လိုက်တဲ့နေရာကိုကြည့်လိုက်တော့မြေကြီးကကောင်းတိုင်းရှိနေခဲ့တာပါဟမ်ဘလို့ဖြစ်တာလဲမြေကြီးကဘာလို့ကျုံမဝင်သွားရတာလဲဒီဖိုးတူနဲ့တော့ဖြစ်ရမှာငလင်လှုပ်ပြီးတော့မြေကြီးကိုကျုံဝင်စေခြင်းသေးရလားဟိုအဲ့လိုလည်းမဟုတ်ပါဘူးငါတို့တော့ကြောင်ခဲ့ရတဲ့ဖြစ်ပျက်က ငလေးလှုပ်ပြီးမြေကြီးကျုံဝင်သွားခဲ့တာဟာနောက်တော့ဘုံဟုတ်တယ်ဟုတ်တယ်ငါတို့လေမြေအောင်မှရှိရဲ့အိမ်ထဲဝင်ပြီးစောင်းတဲ့နားထောင်နေရင်းနဲ့အိပ်ပျော်သွားခဲ့ကြတာလေနင်းတို့လွတ်သွားကြမှာဟမ်ယူးကြည့်အောင်စောင်းမနေကြနဲ့ခုငါမြင်းခွာရဲ့လာနှုတ်တာအဲ့ဒါငါ့ကိုနှုတ်ကူကြအောင်အဲ့လိုပြောပြီးသူလည်လာတဲ့ပလန်ကိုအောက်ချလိုက်တယ်ဒါအပြစ်ခူးမှနော်ကျွန်တော်တော့လုံးမနေနဲ့လာကူကြတော့အဲ့လိုပြောပြီးမိဝိုင်းကော သူတို့နာကနေမြင်းခွာရဲ့ဘေးနေရှိရနာသွားလိုက်တော့သူတို့သုံးယောက်လည်းလိုက်သွားခဲ့တော့ဤနောက်နေတော့ဖိုးတူတို့ခေကပေါ်ဆရာချက်ကြီးအိမ်မှာနေနေခဲ့ကြတယ်။ဒါနဲ့ဖိုးတူတို့လည်းအိမ်မက်လူလူပါလူလူနဲ့သူတို့ရင်ထဲကကျုံခင်းရသမျှကိုကိုချက်ကြီးကိုပြောလိုက်တယ်။မော်ဆရာချက်ကြီးကခေါင်းဆက်ဆက်ညှိနေရကအင်းဟိုတော့ကအိမ်နာမှာရွှောင်းတရာရှိခဲ့တယ်လို့ကျုပ်တို့အဖိုးပုံမြင်လူလူပြောပြခဲ့မှုတယ်ဟာ။ အဲ့ဒီဟာအမှန်တကယ်ဖြစ်နေခဲ့တာချင်းနေတိုးဘောကမော်ဆရာချက်ကြီးချကျွေးနေလက်ဖက်နဲ့ပဲကြော်နေစားနေရင်းနေတွေ့လာမိဝဲမှာလို့ကြုံဝင်ရတာတကယ်ပါဆိုမသိဘူးလေနေတော့အကြောင်းတော်တော်နေလုံနေတော့ညာတယ်ပဲထင်လိုက်တာပေါ့ကိုချက်ကြီးအဲ့ဒီမှာဘလို့ကြောင့်မြေရောက်ကိုရောက်သွားခဲ့ရလဲအဲ့တော့ကိုချက်ကြီးလည်းအတိအကျမသိဘူးခွကိုချက်ကြီးအဖိုးပြောပြတာတော့အဲ့ဒီရွာတီရှိရဲ့နေရာကဂျိုင်ဝဲနေမှာမို့ ရေကြီးမြေပြိုဖြစ်ပြီးမြင့်မြုပ်သွားတယ်လို့ပြောကြတာပဲ။ဟာ။ဒါဆိုခုတော့မြေကြီးဖြစ်ပြီးကျွန်တော်ရွာအောင်မှာရှိနေတာပေါ့နော်။ရွာဆိုတာတဲ့ရွာနောက်ဘက်ကျန်ကမြေအောင်ဆိုရင်ပို့မမဲ့တင်နေဟုတ်လားကိုချစ်ကြီး။ဟာ။อืมအဲ့လိုပဲဖြစ်မှာပေါ့။ဒါဆိုအဲ့ဒီကတကယ်ရှိမရှိကိုတော်တူကြည့်ကြရင်ရော။အမ်ပေါ်ကြည့်ရတဲ့ဒီတိုင်းထားလိုက်တာကျုပ်တို့ရွာအတွက်ပို့ပေးခဲ့မယ်ထင်ပါတယ်။ဘာလို့ဆိုတချို့ရွာတွေကပုံမြင်ထဲမှာထာဝရသိမ်းထားလိုက်တာပဲပို့ကောင်းတာမို့ပါ။ဒီလိုနဲ့ဖို့ထူတို့လည်း အဲ့ဒီအကြောင်းအရကိုစိတ်ထဲမှာထာဝရတိတ်ထားရင်းနဲ့ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့တယ်